အခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ဒါကြောက်မဲကာကွင်းဖြစ်ပါတယ်ဒီမှာဒီရှုခံထားရတာစုစုပေါင်းဆိုင်ကန်း78ခန်းပါပါတယ်ပေါ့နော်ဒီအောက်မှာလက်လက်မရောင်းတဲ့နေရာတွေတခြားသောဒီစားသောဆိုင်ကန်းတွေပါတယ်လဲပါတယ်ဒါကျွန်တော်တို့မေးရတဲ့လောက်ကတော့အခုချိန်မှာဒါစုစုပေါင်းအ ਨੇ သုံးသိန်း6000ဘူးလောက်ဆုံးရှုံးမှုဖြစ်သွားတယ်လို့သိရတယ်ပေါ့နော်အဲ့တော့ဒီကဘယ်လိုရှုသွားလဲဆိုတော့ဒီကအပေါ်မှာတစ်ထပ်ရှိတယ်ဒါတေသားကျောင်းကျန်းကင်းနေနေပေါ့နော်တေသားကျန်းကင်းနေနေခင်းထားတာအဲ့တော့အပေါ်ထပ်မှာရှိတဲ့တေသားကျန်းကင်းနေပုံတာယာကွင်းတွေစုပုံပြီးတော့ အပေါ်ဓာတ်ဆီလောင်ပြီးမိရှို့သွားတာဖြစ်ပါတယ်။ပျက်စီးဆုံးရှုံးမှုကတော့တော်တော်များပါတယ်။တခြားနေရာတွေမှာလည်းဒီလက်ပုတ်ပျက်စီးဆုံးရှုံးမှုတွေရှိတယ်။အဲ့တော့ဘာမှဒီမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပလင်းယူမိရှို့သွားတာ။ဒါပြည်ခံမျိုးရုံးကန်းရှိတယ်လို့တော့ကျွန်တော်တို့သိရတယ်ပေါ့နော်။ပျက်စီးဆုံးရှုံးမှုကတော့ဟိုဘက်ထိတ်ကနေဒီဘက်ထိတ်ဒီစုစုပေါင်းဆိုင်ကန်း78ခန်းဖြစ်ပါတယ်။ကျွန်တော်တို့တခြားနေရာတွေလိုက်ပြီးတော့လိုက်ပေးပါအောင်ခင်ဗျာ။ ဒါမိုင်းရှင်းပြီးသွားပြီလားရှင်းပြီဒါဒီမှာတော့ခုလိုပဲပျက်စီးရတာတော်တော်များတယ်မိုင်းရှင်းပြီးပြီလို့တော့ပြောတယ်ဒါမဲ့လဲနည်းနည်းတော့စိတ်ပူပါသေးတယ်ဗောနော်အပူရှင်ဘယ်လောက်များလဲဆိုတော့ဒီမှာမှန်နေပါ တွန့်လိုက်ကုန်တဲ့အနေအထားရှိပါတယ်အဲဒါအုံညံနေပြိုထားတာဖြစ်ပါတယ်အပျက်စီးကတော့များပါတယ်ဒါဘာတိုက်ပွဲမှလည်းဖြစ်ပါနေဒီနေရာမိရှို့သွားတာဗောနော်ကတင်းတွေပါတွန့်လိုက်ကုန်တဲ့အနေအထားဗောဒါတွေကဆိုင်ကန်းတွေပါဆိုင်ကန်းတွေပါဘာမှလည်းမဟုတ်ပါဘူးဘာမှလည်းမရှိပါဘူးဒီမှာ ။လက်မသိဘူးသူတို့ပြောတာပဲကျွန်တော်လိုက်ပြောရမှာပဲ။ဟုတ်ကဲ့ဒါအခုကျွန်တော်ရောက်ရှိနေရတော့ဒါဆောက်လို့ရေယုံဖြစ်ပါတယ်။ဒါတော့မြို့နယ်ဆောက်လို့ရေယုံပေါ့နော်။မြို့နယ်ဆောက်လို့ရေယုံဖြစ်ပါတယ်။ဒါမီးရှို့ခံထားတဲ့နေသားပေါ့။ကျွန်တော်တို့အဆောက်အအုံကဘုံကျဲတယ်ထင်တာပေါ့နော်။မဟုတ်ဘူး။ဒါမီးရှို့ခံထားတဲ့နေသားပေါ့။သူတို့မီးရှို့တဲ့ပုံစံကလည်းအခုဒါပြောတဲ့ပုံစံအရတော့တယောက်ကဒါတာယာတဲတဲ့ဖွဲ့ကတစ်ဖွဲ့ပေါ့တာယာတွေတဲလာတယ်ပြီးလို့ရှိရင်တာယာခွင်းတွေပုံသွားတယ်နောက်ပြီးလို့ရှိရင်ဒါ၅ယောက်တစ်ဖွဲ့၅ယောက်တစ်ဖွဲ့စီပုံးနေတယ်ပြီးလာတယ် ပြီးတော့အဲ့ဒီစီပုံးနေနဲ့အဲ့တာယာခွင်းလေးပေါ်လောင်းပြီးတော့မီးရှို့တော့ဒါလုံးဝပျက်စီးသွားတဲ့အနေအထားရှိတယ်။ဒီဆောက်လို့ရုံတော့ပျက်စီးသွားတဲ့အနေအထားရှိတယ်။ဒါပေမဲ့သူတို့ခိုးအောင်ခဲ့တဲ့နေရာလေးလည်းရှိတယ်။ဟိုဘက်ချမ်းမှာဒါအရာရှိအိမ်ယာမှာဆိုသူတို့ခိုးအောင်ခဲ့တယ်။ဒါပေမဲ့ခိုးအောင်ခဲ့ပြီးတော့သူတို့နေခဲ့တဲ့နေရာကိုပဲအဲ့ဒီမှာရှိသမျှဟာတွေနဲ့အမိုက်တွေနဲ့ပုံပြီးတော့အိမ်ထဲမှာမီးရှို့သွားတဲ့အနေအထားလည်းရှိတယ်။အဲ့ဒါလည်းပြီးရင်သွားရိုက်မယ်။ပြီးရင်ဟိုဘက်မှာကျွန်တော်တို့ဗာလဲခရိုင်ခရိုင်ရိတ်တာမှာလည်းသူတို့နေသွားတဲ့နေရာရှိတယ်။သူတို့ရဲ့အတွင်းကြံတွေရှိသေးတယ်လို့ပြောတယ်ပေါ့နော်။ဟိုတစ်ခါတော့လည်းပဲနည်းနည်းအင်ကြီးလေးပါလေးရှိမလားကျွန်တော်သွားရှာကြည့်မယ်ပေါ့နော်။ ဟုတ်ကျေးဇူးတင်ပါတယ်အဝင်ရတာနည်းနည်းခတ်တော့ကြောက်ကြအပေါ်ကနေတွတ်ကြလာပါတူတရစကူရီစုတ်ထားမိုင်းရှင်းလေးရေးလုပ်ပြီးသွားရင်အဲ့မနေသွားပဲနဲ့ပလိမ့်ပြီးရှုပ်သွားတဲ့ပုံမှရှိတယ်။ဟောတွတ်ကြီးတွေကဒီတိုင်း။အဲ့တော့ထုတ်တန်းနေမီးလောင်သွားတဲ့ခါကျတော့ သူ့တရားအလူကြီးကြတဲ့ဘုံမှာရှိတယ်ဆိုဒီယုံကအင်္ဂလိပ်လက်ထက်တရားဆောက်သွားတဲ့ယုံဟောင်းကြီးဖြစ်ပါတယ်ယုံဟောင်းတော်တော်များများဒီကြောက်မဲမှာယုံတော်တော်များများအင်္ဂလိပ်လက်ထက်တရားဆောက်ထားတဲ့ယုံတွေပေါ့နော်ဒါဒါတွေရွှေ့လိုက်နိုင်လားရေကြီးစာရဲစာတန်းနေဟုတ်လားဖွင့်ဖွင့်လည်းဖွင့်တကောင်တခါလေးလောင်ပြီးတော့အထဲမှာတခါလေးသူ့အတူလောင်သွားတဲ့ဘုံမှာရှိတယ်နော်ပူပြီးတော့အထဲမှာပဲသူ့အတူလောင်သွားတဲ့ဘုံမှာရှိတယ်ဒါပေမဲ့ဖြတ်ထားတာဗျာဒီမှာဖွင့်ထားတာမိကန်သေးတာဖောက်ထားတာ ဟုတ်တယ်သူကနဲ့ဆက်နဲ့ဖြတ်ထားတာသူကမိတ်တဲ့တာကြောင့်အဲဆောက်ဒါဒါပိုင်ကြဆောက်လို့ရပိုင်ပါတော့ဆောက်လို့ပိုင်နေမှာဒါပြင်းတူးထားတာပြောလို့မရအောင်သူကမိုင်းတွေဟိုဟာတွေနဲ့ PVC ပိုက်နဲ့ထောင်တက်တော့လေတာယာတာယာကွင်းနေနဲ့ရှင်းပြီးသားလို့ပြောတာပဲအကြီးလက်ယုံပေါ့ပလောင်တွေရှိတော့မှထိုင်သွားပြီသူကခုတော့နိုင်ငံတော်အလံပြန်လွှင့်နေပါပြီ ချင်းလေးတွေပြန်လုံးနေတယ်။မှန်နေလဲကွဲခဲ့တာ။ရိုက်ခွဲတဲတဲကြတာမဟုတ်တာအစမှန်တာပဲ။ဟုတ်ပါပေါက်တွေစကားပေါက်တွေဖြစ်ပေါ်တာ။ညင်ငွေကြက်ချက်သား။အဲလည်းကြီးစားမှန်ပြီးတော့အဲသူတို့ဒီမှာခူအောင်ခဲ့တာပါနော် ဘုံကဘယ်တော့ပြင်းလဲမပြင်းလဲတော့ပြောနေတယ်ဗျာအကုန်လုံးအကုန်လုံးနှီးပါအစားအုပ်တစ်လုံးလုံးနှီးပါဦးပျက်စီးသွားခဲ့တာမိုင်းနေပါတော့ရှင်းတာဖြစ်မှာပါဒါကဟိုရိတ်တာထဲကိုလိုက်ကြည့်ကြမှာဒီမှာပလောင်တောင်ကျန်းသူတွေหนีသွားရဲ့နေရာပေါ့အဲ ောင်းနေရရုံးဆိုင်တဲ့သဘောလားမသိဘူးเนาะဒီမှာဘာတိုင်းဆက်လို့ရေးတယ်မှာပလောင်လူကူနဲ့ပနိုင်ပေါ့နော်ဟမ်အဲ့ဒါပါလေဟုတ်ထုတ်လားအေးဒါကပလောင်လူကူနဲ့ပနိုင်ဖြစ်ပါတယ်အဲ့ Department of Food and Support ပေါ့ Food and Support ဖြစ်မယ်လို့ထင်ပါတယ်မသိဘူးစာရေးပြဲနေတော့ ါ TNR လေးဒီမှာရေးထားတယ်ဟမ်ဟဲ့ရေးထားတယ်အဲ့တော့ TNR လေးလေးရေးထားတယ်ဒီမှာတော့ဒါဟိုသူတို့နေတာထက်ယုံဖွင့်သွားတာပေါ့ယုံဖွင့်သွားတာနေနေပြီးတော့ယုံဖွင့်သွားတာအဲဘယ်နှလုံးကျသွားလဲမသိဘူးဒီလောက်အခြေအနေကြီးဖြစ်သွားခဲ့တာတစ်လုံးပဲတစ်လုံးပဲဟော Trà giấy, trà giấy bà gì à? Vào đâu? Nếu mà bao đó, nó လာဒါတော့ဓမ္မမေတ္တဏီရွှေကျင်ကျောင်းဖြစ်ပါတယ်အကြောင်းမဲမြို့ပေါ်မှာရှိတယ်ဗောနော်တမတော်ကဒီကြောင်းမဲမြို့ကိုပြန်လဲထိန်းချုပ်ပြီးတော့နောက်ပိုင်းဗောနော်နှစ်ရက်နေမှာဒီအကျန်းဖက်လက်နက်ကင်တွေကဒီတဲ့ကိုလက်နက်ကြီးပြစ်ထည့်တယ်ဒီမှာလာရောက်ကြပြီးပောက်ကွဲတယ်ကြောင်းဝင်းတွေကိုကြပြီးပောက်ကွဲတယ်ဗောနော်ပောက်ကွဲတော့ဒီပတ်ဝန်းကျင်မှာလဲတော်တော်လေးထိခိုက်သွားတာတွေ့ရပါတယ်နောက်ပြီးတော့ဒီကြောင်းကရှေးဟောင်းကြောင်းတော့ဖြစ်ပါတယ်နှစ်ပေါင်း100ကျော်ပြီလို့လည်းသိရပါတယ်ဒီမှာတော့ထိခိုက်ပျက်စီးသွားတာဆိုလို့ဒီပတ်ဝန်းကျင်လေးပဲရှိတယ်ဗောနော်လူတွေဘာတွေတော့ထိခိုက်သွားတာမရှိပါဘူးခင်ဗျာ လူမှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှုကြောင်မဲမြို့နယ်အတွက်ဒါယာယီရုံးခွဲဖွင့်လှစ်ထားတာဖြစ်ပါတယ်။ပတ်ပုံနေနေလှုပ်ပြီးနေတယ်ပေါ့နော်။ပတ်ပုံနေလာလှုပ်တာလား။ဟုတ်ကဲ့ပါဗျာ။အဆင်ပြေလား။ပြေပါတယ်ဗျာ။တခါလေးတခါလေးရတာလား။တခါလေးတော့မရအောင်နောက်တစ်ပတ်လောက်နေမှာ။အော်ဟုတ်ဟုတ်လှုပ်တဲ့လူအများကြီးပဲလား။ရတယ်ဗျာ။အော်ပတ်ပုံနေပျောက်သွားလို့လား။အဲကျွန်တော်ပတ်ပုံနေပျောက်သွားတာဆရာ။ကျွန်တော်ပတ်ပုံနေကြမရသေးဘူးရုံးကြီးပါလေရ။အဆင်ပြေတယ်ပေါ့အခုလှုပ်ရတာ။ဟုတ်ကဲ့ပြေပါတယ်ဗျာ။ အာလက်ရှိဒါတမတော်ကပြန်လဲထိန်းသိမ်းချုပ်ပြီးတဲ့နောက်မှာကြောင်မဲမြို့မှာအိမ်အောင်စုစည်ရင်နဲ့နိုင်ငံသားစစ်ဆေးကပြားမရှိသေးတဲ့သူတွေကိုလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့ရင်အားဝန်ကြီးဌာနကနေပြီးတော့ပြန်လဲပြုတ်လုပေးနေတာဖြစ်ပါတယ်။လာလို့တဲ့သူတွေတော်တော်များပါတယ်။ကျွန်တော်ကလူမှုကြီးကြိုင်နဲ့ပြည်သူ့ရန်ဝေကြီးဌာနကြောင်မဲမြို့နယ်ဦးစီးမှုတို့နယ်ဦးစီးမှုဦးထေအောင်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကြောင်မဲကိုကျွန်တော်တို့9ရက်နေ့ကစပြီးတော့ကျွန်တော်တို့ ရုပ်ပွင့်ပြီးကျွန်တော်တို့ပြည်သူလူထုရဲ့လိုအပ်ချက်ဖြစ်တဲ့နိုင်ငံသားတွေအိမ်တော်စုကျွန်တော်တို့စတင်ဆောင်ရွက်ပေးရတယ်ခင်ဗျ။ယခုချိန်နေရှိတော့တရက်ကိုလူရဲ့ချမ်းမြေ200ချောက်ခန့်လာရောက်ပါတယ်ခင်ဗျ။တရက်ကျွန်တော်တို့ချမ်းမြေတရက်ကိုကျွန်တော်နိုင်ငံသား60လောက်ဆောင်ရွက်ပြီးတော့အိမ်တော်စုကတော့ချမ်းမြေ20လောက်ဆောင်ရွက်ပါတယ်။လက်ရှိတည်းကျွန်တော်ဆောင်ပြီးဆိုကျွန်တော်တို့အိမ်တော်စုအားလုံးပေါင်း43စုနိုင်ငံသား90နဲ့လဲလဲမိတ်တူကအားလုံးပေါင်းကျွန်တော်တို့ဒါ100ခန့်ကျွန်တော်ဆောင်ရွက်ပြီးကြောင်းတင်ပြလိုပါတယ်ခင်ဗျ။ဟုတ်ဒီထက်လည်းကျွန်တော်တို့ အရှိဟိုမြည်ပြီးတော့လည်းကျွန်တော်တို့ဝန်တိုင်းအရာနဲ့အရှိဟိုမြည်ပြီးတော့ကျွန်တော်လည်းဆက်လက်ပြီးတော့ဆောင်ရွက်သွားပါမယ်ဖြစ်ပဲကျွန်တော်အင်တာနက် line ရရှိကကျွန်တော်တို့ပို့ပြီးလုပ်ငန်းတွေမြန်ဆန်ပြီးတော့ကျွန်တော်ဆောင်ရွက်သွားနိုင်ပြီလို့တင်ပြလိုပါတယ်ခင်ဗျာကိုလက်ရှိကျွန်တော်တို့လုံနေတဲ့နေရာမှာလေဒီအင်တာအင်တာအချင်းတို့လက်ကုန်နေလို့ပါအဲ့ဒီမှာဘလို့အမျိုးအစားတွေနဲ့လာဆောက်ကြတယ်အဓိကတော့ကျွန်တော်တို့စီမှာအင်တော်စုကတော့ကျွန်တော်တို့အင်တော်စုတွေပျောက်ကြတာပါခင်ဗျာနိုင်ငံသားတွေနိုင်ငံသားစစ်ကပ်ပြားတွေပျောက်တာများပါတယ်ခင်ဗျာအဲ့ဒီဟာတွေကိုကျွန်တော်အဓိကထားပြီးဆောင်ရွက်ပေးရပါတယ်ခင်ဗျာဆရာတို့ရုံးနဲ့ဒီ တက်ခွေးချီတွေကတော့ဆရာတို့ယူနေတဲ့အချိန်ကျွန်တော်တို့ယူအချိန်တွေကတော့ကျွန်တော်တို့ဒီ2024 6လပိုင်းကျွန်တော်တို့25ရက်နေ့မှာကျွန်တော်တို့အများကြီးတူကျွန်တော်ရုံးခွဲတွေကစုံရုံးကိုကျွန်တော်ကနေထွက်ခွာပြီးမြို့ကနေထွက်ခွာပြီးတော့ကျွန်တော်တောင်ကြီးရုံးမှာသွားပြီးတော့ရုံးခွင့်ခဲ့ရတာပဲခင်ဗျအခုနောက်တစ်ခါကျွန်တော်နောက်ချိုးပြန်ရတဲ့ခါမှာနောက်ချိုးမြို့နဲ့ဦးစီးမြို့ရုံးမှာနောက်ချိုးမြို့မှာကျွန်တော်သွားပြီးတော့ရုံးခွင့်ခဲ့ရပါတယ်အခုတော့ကျွန်တော်ဒီကြောင်မဲကိုကျွန်တော်လာရောက်ပြီးတော့မှကျွန်တော်ရုံး၄ရက်နေရာစိုက်ပြီးတော့ကျွန်တော်ပြောင်းရွှေ့ပြီးတော့ရုံးစတင်ဖွင့်လှစ်ခြင်းဖြစ်ပါတယ်ခင်ဗျလာရော ကျွန်တော်တို့မူလယုံနေနေတဲ့ကျွန်တော်ယုံကတော့ထဲထဲကကျွန်တော်တို့ပစ္စည်းတွေစာရွက်စာတမ်းတွေတော့ကျွန်တော်တို့ပွေနောက်ပြီးတော့ယုံ pre-work တွေလည်းကျွန်တော်တို့ဟိုပြိုပြဲပြအောင်တော့ဆောက်ရထားပါတယ်ယုံကတော့ကျွန်တော်ပစ္စည်းမှုမရှိပါဘူးခင်ဗျယုံရဲ့ကျွန်တော်တို့ပစ္စည်းတွေကိုတို့ကျွန်တော်တို့ဒီမှာရှိတဲ့အမှတ်တမ်းတွေကိုပြိုဖဲတွေလုပ်သွားတယ်ကျွန်တော်ယုံကပစ္စည်းတွေယူသွားယူဆောင်သွားတဲ့အတွက်ကျွန်တော်တို့ပြည်သူလူထုကိုကျွန်တော်ချက်ချင်းကျွန်တော်မဆောင်ရပေးနိုင်ပါဘူးခင်ဗျပြည်သူလူထုအတွက်ကျွန်တော်တို့လုပ်ငန်းဆောင်ရွက်မှုတွေနှောင့်နှေးသွားတယ်လို့ပဲတင်ပြလိုပါတယ် ဟုတ်ကျွန်တော်နေနေကတော့ကျွန်တော်တို့နိုင်ငံဝန်ထမ်းပြီးပြီးကျွန်တော်တို့ဝန်ထမ်းနေနေကတော့အများဆုံးကျွန်တော်တို့အကောင်းဆုံးပြည်သူလူပေါ်ကျွန်တော်တို့အကျိုးပြုဆောင်ရွက်သွားမယ်ဖြစ်ကြောင်းတင်ပြလိုပါတယ်ခင်ဗျာနိုင်ငံစီစစ်ကပ်ပြမလို့ရတဲ့သူတွေတူတွေကိုလည်းကျွန်တော်တို့အခုဒီမှာကျွန်တော်ပြည်သူလူထုရဲ့လှူလာချက်အများဆုံးဖြစ်တဲ့နေရာဆောက်ရပြီးနောက်တော့ကြာလဲကျွန်တော်တို့ဒါမြို့နယ်အုပ်ချုပ်ရေးဖွဲ့နဲ့ညှိနှိုင်းပြီးတော့ကွင်းစင်းလဲဆောင်ရွက်သွားပါမယ်လို့တင်ပြလိုပါတယ်ခင်ဗျာ ရတယ်ပြီးတော့မှကျွန်တော် navigation ဖတ်ထည့်လိုက်တယ်အဲဒါကတော့ပလောင်ထီကြော်ညာပဲဖြစ်ပါတယ်တသိန်း900ဆုနော်တော့မလုံနဲ့ဟုတ်ကဲ့ပတ်ကနာကနာရမယ်ရမယ်โอเคသိန်း900ဆုအဲပညာရေးအထောက်ကူပြုထီလို့တော့ပြောတယ်ဒါပေမဲ့ဘာကြောင်းမှလည်းမဖွင့်ပါဘူးဘာစာမှလည်းမတင်ပါဘူးဒီမှာဒါကတော့ minding ဘက်ကနေလာလို့ရှိရင်ကြောင်မဲဘက်ကိုဝင်တဲ့အဝင်ပေါ့နော်ငင်းငယ်ကုန်းအဝင်ဒီမှာအနောက်မှာမြင်ရတဲ့ concrete ဘန်ကနှစ်ထပ်ဘန်ကနှစ်ခုရှိတယ် အဲ့ဒီနှစ်ခုလုံးကဘဟုဘမှာလည်းအသေးတစ်ခုရှိတယ်ဗောနော်အဲ့အကုန်လုံးကဒါပလောင်ဆောက်သွားတဲ့ဟာတွေဖြစ်ပါတယ်ပလောင်လက်နဲ့ကန်တောင်းချမ်းသူတွေဆောက်သွားတာဖြစ်တယ်အဲ့တော့သူတို့ဆုတ်သွားတာလည်းတကယ်မဆုတ်သွားဒီမှာလည်းတိုက်ပွဲကြီးကြီးကြီးဖြစ်ခဲ့တယ်ဗောဒီမှာကြီပေါက်ရာကြီးလည်းတွေ့တယ်အဲ့တော့သူတို့ဆုတ်သွားတာကောင်းမဆုတ်သွားဘူးဒီဘန်ဂါတွေရဲ့အတွင်းအပြင်အကုန်လုံးကိုမိုင်းတွေကပ်ပြီးခွဲသွားတယ်မိုင်းတွေကပ်ပြီးခွဲသွားအခုတော့တော်တော်လေးပျက်စီးရွေးနေတဲ့အနေထားတော့ရှိတယ်ဒီနေရာမှာနောက်ဆုံးခန့်စစ်လုပ်သွားတာဖြစ်ပါတယ် ီမှာကန်ဆစ်လုပ်ပြီးတဲ့အချိန်မှာဒါတိုက်ပွဲဖြစ်တယ်တိုက်ပွဲကြီးကြီးမားဖြစ်ပြီးတော့ဒီနေရာကနေမောင်းထုတ်လိုက်နိုင်တဲ့နေရာဖြစ်ပါတယ်သူတို့ရဲ့နောက်ဆုံးကန်ဆစ်ပေါ့နော်အဲကျွန်တော်တို့ဒီနေရာပတ်ဝန်းကျင်မှာလိုက်ချတော့ဒါမြေမြုပ်မိုင်းအချို့ရှိတယ်လို့ပြောတယ်သူတို့ဖော်လို့ရတယ်လဲဖော်ထားတယ်ဖော်ထားတယ်လဲကျွန်တော်တို့ရိုက်ပြထားတယ်ပေါ့နော်ဒါပေမဲ့လည်းဖော်လို့မရတဲ့အရာတွေလည်းအများကြီးရှိတယ်ရှင်းနာမှာယထာတန်လန်းကူးလေးရှိတယ်အဲယထာတန်လန်းတစ်လျှောက်လုံးမှလည်းအခုမိုင်းရှင်းတာရှုပ်နေရာတွေမှာမိုင်းရှင်းလို့ဘလို့မှမရဘူးမရတဲ့အနေထားနဲ့ဒါပြန်ဆုတ်လိုက်ရတဲ့နေသားရှိတယ်ဗောနော်အဲတော့မိုင်းတော်တော်များတဲ့နေသားဗောယထာတန်လန်းပတ်ဝန်းကျင်ကိုမိုင်းနေခင်းသွားတာဖြစ်ပါတယ်အ ့ဘာရည်ရွယ်ချက်နဲ့ဘလို့ခင်းသွားလဲတော့မပြောတတ်ဘူးဆိုတော့ဒီဘန်ကာကွန်ကရစ်ဘန်ကာရဲ့ဟိုဘအရှိနာမှာဆိုရင် short tight တုံးပစ်တဲ့စင်ပုံစံမျိုးနဲ့တဲအိတ်တွေနဲ့လှုပ်ထားတာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအတွင်းမှာရှိတဲ့ဒီမိုင်းဖောက်ခွဲထားတဲ့ဟာပေါ့ဒီဘန်ကာထဲမှာသူဆုတ်တဲ့ချိန်မှာအတွင်းလေးကိုမိုင်းတွေထည့်ပြီးခွဲသွားတာပေါ့အဲ့ဒါတွေကိုလည်းကျွန်တော်ပြန်ပြီးရိုက်ပြပေးမှာဖြစ်ပါတယ်เอ้ยมันก็วะเนี่ยมันตั้วกောက်ล่ะล่ะคุณน่ะตะลงอ่ะเก็บทาไปแล้วอืมกောက်ทาล่ะ 样的比亏呀嘛，我怕快呀嘛。嗯，亏了，我就讲那螃蟹都，的哎，讲小也买不话快嘛。 တော့ဒါပေါ့သူတို့ဒီအဲမှာကျွန်တော်လာတိုက်တဲ့ချိန်မှာသူတို့လုံးဝမခံနိုင်တော့ချိန်ဒီရောဆုံးခွာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစောက်ဦးတွေကိုသူတို့ပြက်ပြီးတော့ဖျက်ဆီးသွားတဲ့ data ပေါ့နော်သူဒီမှာ mind တက်ပြီးတော့မှာဆိုတော့ short တက်ပြီးတော့ခွဲခဲ့တာပေါ့ဒါဒီဘက်နိုင်ငံတွေဆိုလို့ရှိလို့ရှိရင်အပေါ်ဘက်တွေရောအကုန်လုံးဒီဥစားတွေအကုန်လုံးကဒီဒီကချိန်အားနဲ့ဒီအပေါ်ဘက်တွေရောဒီမျက်နှာစာတွေရောဒီဘာလဲအကုန်လုံးကဒီ app ပြီးတော့အကုန်လုံးကွဲသွားတဲ့ data ပေါ့နော်ဒီစောက်ဦးကတော့ ဒါဒီကောင်လေးခုနကပြောလို့ပဲဒီသူတို့ပြန်ဆောက်ကောင်မှဆိုတော့သူတို့ဆောက်ခဲ့တဲ့အစာအုပ်ပဲဒီအစာအုပ်တွေကဒါတို့မှသူတို့ပြန်ပြီးတော့မှဟိုပြန်ဖျက်ဆီးသွားတဲ့အနေထားပေါ့နော်ဖျက်ဆီးသွားဆိုတော့ကျွန်တော်ဒီဥစ္စာတွေသုံးခဲ့တာပေါ့သူတို့ဒီဥစ္စာသုံးခဲ့ဒါကတော့ကျွန်တော်တို့ဒါပြီးတော့မှဒီရတဲ့အချိန်မှာပြန်ပြီးရှင်းလင်းရေးပြန်လုပ်ထားတဲ့အသက်မဲ့မိုင်းတွေပေါ့နော်သူတို့လုပ်ခဲ့တဲ့မိုင်းလက်လုံးမိုင်းတွေဒီဥစ္စာကိုသူကဘယ်လိုခွဲခဲ့ဆိုတော့ဒီဇကြိုးနှစ်ဆနေပြီးတော့မှကျွန်တော်ကျူးတန်းပြီးတော့မှဘက်ထရီနဲ့ရှော့တိုက်ပြီးတော့တကောင်ခွဲတဲ့မျိုးစားပေါ့နော်။တော့ဆိုကျွန်တော်ဒီကုသအသက်မဲ့ဖြစ်တယ် ရိုးစားရင်ဒီလိုမျိုးဒီလိုပြန်ခွဲခဲ့တာပေါ့ဒီဘက်တချမ်းရောဒီဘက်ရှိတချမ်းရောနှစ်ချမ်းလုံးဒီလိုခွဲခဲ့တာပေါ့နော်ဒါတော့တဘာဘက်ဝင်ထင်သေးရင်ယူကြောက်မဲခရိုင်မျိုးနယ်ယူပေါ့နော်ဒီမှာပလောင်တောင်ကျန်းသူတွေရောက်တဲ့အချိန်မှာတော့ဒီထဲမှာပလောင်အခွန်ရုံးဆိုပြီးလှုပ်သွားတယ်ပေါ့နော်လက်နက်ကြီးနဲ့ပြစ်ခတ်ချိန်မုံထားတာမြင်ရမှာဖြစ်ပါတယ်တော်တော်လေးအထိနာသွားတဲ့ပုံစံပဲပေါ့နော်ဒီယုံရဲ့ဒီဘက်ဘေးမှာတော့ဒါယုံတယုံသက်သက်ရှိသေးတယ်ပေါ့ဒါကတော့ ပြည်ခံပြိုးယုံဖြစ်ပါတယ်ပြည်ခံပြိုးမျိုးနယ်ယုံပေါ့နော်ဒီမှာဒီတံတားလေးရနေပြီဟိုဘက်ဒီဘက်သူတို့ကူတယ်ပေါ့အဲ့တော့ဒီနေရာမှာသူတို့ညမအိတ်ရဲလို့နဲ့တူပါတယ်เนาะဒီမှာသူပျက်စီးရတော့များသွားတယ်ပေါ့ဒီမှာနေတာဖြစ်တဲ့အတွက်ဒါကတော့လုံသမားယုံဖြစ်ပါတယ်ဟိုဘက်ကတော့လူမှုဖူလုံယုံဖြစ်ပါတယ်အဲ့တော့အဲ့ဒီကအချိန်ဟုတ်ပါအိမ်နေပါဒါသူအချိန်နဲ့တော့ထိရပါတော့နော်ပျက်စီးတာအများကြီးဖြစ်ပါတယ် ားလုံးကျွန်တော်နောက်မှာမြင်မဲ့ထင်ပါတယ်ဒါက One Lab Hotel ဖြစ်ပါတယ်ဒီ hotel ကဒီကြောင်တက်ခိုက်မှုခံထားရတယ်ပေါ့နော်ဒီမှာကျွန်တော်ကြားရတော့တကြောင်းနဲ့အပီးတိုက်သွားတာဆိုတော့ TNL ပလောင်အကျန်းဖတ်တောင်းကျန်းသူတွေအစည်းဝေးလုပ်နေတာပေါ့နော်အစည်းဝေးလုပ်နေတဲ့အချိန်မှာလေကြောင်းတက်ခိုက်မှုကွက်တီထိခဲ့တယ်နော်အဲ့တော့ဒီတက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့အမျိုးမျိုးပြောရလိမ့်မယ်ပြည်သူလူထုထိတာတို့ပြည်သူလူထုတေဆုံးတာတို့အမျိုးမျိုးပြောပါလိမ့်မယ်ဒါပေမဲ့ဒေသခံပြည်သူတွေရဲ့ပြောဆိုချက်အရာ ဒီမှာအစည်းအဝေးလုပ်နေတဲ့အချိန်လေကြောင်းတိုက်ခိုက်မှုကွက်တီထိခဲ့တယ်။နော်ကွက်တီထိခဲ့တာပောက်ကွင်းကဘလောက်ပြင်းလဲဆိုတော့နော်ဟိုတယ်ရဲ့ဒါအပြည့်စည်းပုံစံနေတာကြည့်ပါ။အဲ့တော့ဒေသခံပြည်သူတွေရဲ့ပြောပုံအရနော်ဒီမှာတိုက်ခိုက်မှုအပြီးမှာအ ਨੇ ဆုံးဟောကားနဲ့၃စီးလောက်တိုက်တိုက်သွားတယ်နော်အလောင်းတွေပြန်တည်သွားတယ်တိုင်ဟာရတဲ့သူတွေပြန်တည်သွားတယ်ဒေသခံနိုင်ကြီးကွန်ကြီးမှုအတင်းတွေနော်လူမှုကွန်ကြီးအတင်းကားတွေလာခဲ့ပြီမဲ့လေသူတို့အဝင်မခံဘူးနော်သူတို့လူကြီးပိုင်းတွေပါပါတယ်တော်တော်များများသိရတယ်လို့ပြောတယ် เนาะဒါဒိုင်ရရတာတော့နည်းတယ်ပေါ့เนาะဒီလောက်အခြေအနေဖြစ်သွားတာပတ်ဝန်းကျင်မှာလဲအပြက်စီးအစအများအပြားစင်တာလည်းတွေ့ရပါတယ်เนาะဒီနေရာကတော့အာဒီတိုက်ခိုက်မှုတွေထဲမှာတော်တော်လေးအကောင်းဆုံးဖြစ်တဲ့နေရာလို့ပြောရမယ့်နေရာဖြစ်ပါတယ်။ဟောဒါ one lakh hotel ပေါ့နော်။ဘေးပတ်ဝန်းကျင်မှာရှိတဲ့ဒီဘက်အဆောင်တစ်ဆောင်ရှိတယ်။ဟိုဘက်အနောက်မှာလည်းအဆောင်တွေရှိတယ်ပေါ့။အဲ့နေရာကြီးလည်းဒါထိခိုက်မှုရှိသွားတဲ့ပုံစံကျွန်တော်မြင်ရတာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဒီကြောင်မဲခကြီးစင်ကတော့ဒီမှာအဆုံးသတ်ပါပြီ။ကြောင်မဲမြို့တင်မှာ ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကိုလည်းအလုံးမြင်တွေ့ရမှာဖြစ်ပါတယ်။စစ်ရဲ့အနေထားယုံနေစစ်ရဲ့ပေးတဲ့ဆိုးကျိုးတွေကိုပြည်သူလူထုအများစုကလည်းခံစားရပါတယ်။အရှိဒီကြောင်မဲမျိုးမှာဒေသခံပြည်သူတွေရဲ့အခြေအနေကိုမေးကြည့်တဲ့အချိန်မှာစစ်နဲ့ပတ်သက်ပြီးတော့ဒေသခံပြည်သူတွေရဲ့ပြောစကားတွေကိုကျွန်တော်တို့အများကြီးကြားခဲ့ရပါတယ်။အဲလက်နက်ကန်တောင်းကျမ်းသူတွေအနေနဲ့လက်နက်ကန်တိုက်ခိုက်နေမဲ့အစားငင်းငင်းလေးလမ်းစဉ်ကိုရွေးပြီးတော့ ်ငိမ့်ချတဲ့နီးနဲ့ဖြည့်ရှင်းတာကိုဒေသခံပြည်သူတွေကပုံပြီးသဘောကျပါတယ်လက်ရှိချိန်မှာတော့ကြောင်မဲမြို့ဟာဒါပုံမှန်တိုင်းပြန်လည်လေပတ်ဖို့ရုံးကန်ကြိုးစားနေဖြစ်ပါတယ်ပြည်သူတော်တော်များလည်းပြန်လည်ဝင်ရောက်လာပြီမြို့ပေါ်အတိုက်အတာနဲ့ဆိုလို့ရှိရင်တော့ပြည်သူ၃ပုံကိုတပုံတော့ပြန်လည်ဝင်ရောက်ပြီလို့ဒေသခံပြည်သူတွေပြောပြချက်အရာသိရပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့သူတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှင်တော့ကျွန်တော်ရဲ့ KB WP ARP CBV ဖုန်းနံပါတ်ဖြစ်တဲ့39480398ကိုဒတရအကောက်တွေထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုက အများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ